သူကအာဒီတာလိုချိန်ပေးခြင်းခံရမှာမဟုတ်ကြောင်းကိုသိတယ်လို့ပြောပြလာခဲ့တဲ့အမ်မော်ရင်မန်ချက်စတာယူနိုက်တက်အသင်းမှာအောင်မြင်မှုရရှိအောင်လှုပ်ဆောင်ဖို့အတွက်သူကအာစနယ်နီးပြမိခဲအာဒီတာလိုမျိုးအချိန်ပေးတာရှိမှာမဟုတ်ဘူးလို့ခံစားမိကြောင်းနီးပြရိုဝင်အမ်မော်ရင်ကပြောဆိုလာပါတယ်အာစနယ်အသင်းနဲ့မန်ယူအသင်းတို့ကဒီတစ်ပတ်တနည်းနည်းမှာမတူညီတဲ့အခြေအနေမျိုးနဲ့အဆုံးတွေ့ကြမှာဖြစ်ပါတယ် မဲတင်ကယူရိုပါလိမာရီယဲဆိုစီတဲ့အသင်းကိုဝမ်းဝမ်းသာတည်ကြအောင်ကစားနိုင်ခဲ့ပြီနော်အဆင့်၁၄နေရာရောက်ရှိနေတဲ့ပရီးမီးယားလိကိုပြန်လည်အာရုံစိုက်ရမှာဖြစ်ပြီးအာဂင်ကတော့ချန်ပီယံလိမာ PSP အသင်းကို7-1နဲ့ကိုပြတ်ချင်းမုန်းခဲ့ပြီနော်အဆင့်၄နေရာကပရီးမီးယားလိကိုပြန်လည်အာရုံစိုက်ရမှာလည်းဖြစ်ပါရီ ဒီနည်းပြနဲ့ဦးရဲ့ပရီးမီးယားလိကိုရောက်လာတဲ့တက်တန်းကိုကြည့်မယ်ဆိုရင်တော့ Emory ကပြီးခဲ့တဲ့နိုမာလာကမှဖြစ်ပြီးတော့ Arteta ကတော့အရင် Manchester City မှာလက်ထောက်နည်းပြလောက်ခဲ့တာပြီး Arsenal ကိုကင်တွေ့လာတာကလည်း2019ခုနှစ်ဇန်နဝါရီကတည်းကဖြစ်ပါရီအဲ့ဒီဒီနည်းပြနဲ့ဦးကြားမှာပရီးမီးယားလိအထာကိုကောင်းကောင်းသိချင်းမသိချင်းကကွာခြားနေပါရီဒါပေမဲ့တူညီတာကတော့လက်ရှိ Emory ကြုံရရလို့ပဲ Arteta ကလည်းသူရဲ့ Arsenal နည်းပြဘဝအစမှာကြုံတွေ့ခဲ့ရတာဖြစ်ပါရီအာဒီတာကအစနေနီးပြဖြစ်လာပြီးတော့တိတ်မကြခင်2020မှာပဲအသင်းကို FF လာရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပြီ။အဲ့ဒီဒီဇင်ဘာလမှာပဲအသင်းက9ပွဲစတိုက်9ပွဲပျောက်ဆုံးပြီး တန်ဆင်းစုံနာရောက်ရှိသွားကြောင်းယာရုကပြုံးမလို့ဖြစ်ခဲ့ပါရီဒါပေမဲ့အာစနယ်တင်းတာဝန်ရှိသူတွေကအိုက်တာကိုယုံကြည်စွာနဲ့အချိန်ဆက်ပေးခဲ့ကြပါရီအဲ့ဒီလိုလဲအိုက်တာကစိတ်ကြိုက်လူစင်းကိုရအောင်တီဆောက်ပြီးထိတန်းတင်းတင်းပြန်ဖြစ်လာခဲ့ပါရီအဖီဖလာရပြီးကလေးကအိုက်တာအနေနဲ့ဘာဖလာမှမစွတ်ကူးပေးနိုင်တော့ဘူးဆိုပေမဲ့ပြီးကလေးနေရာဒီစလုံးမှာပင်မလေးအမပေးဖလာကိုရရှိလို့နှီးပါစိန်ခေါ်နိုင်ခဲ့လို့ဂျမန်လီပြိုင်ပွဲမှာဆိုရင်လဲပုံမှန်ပါဝင်ခွင့်ရတဲ့အတင်းတင်းပြန်ဖြစ်လာပါရီအေဂျန်မော်ရင်ကအိုက်တာပေါ်မှာအားကျနေပြီးတော့သူအနေနဲ့လဲအဲ့လိုမျိုးလိုက်လုံနိုင်မှုမျောလင့်နေပါရီ ဒါမယမော်ရင်ကသူကအာဒီဒါလိုမျိုးလိုအပ်တဲ့အချိန်ပေကျင်းကိုရရှိမှာမဟုတ်ဘူးလို့ယုံကြည်နေပါတယ်။သူရဲ့ဖြစ်ကအာစနယ်ကိုအာဒီဒါဆက်ရောက်တဲ့အချိန်ကအဖြစ်နဲ့အတူတူပဲလားလို့မေးတဲ့အခါမှာတော့အမော်ရင်ကကျွန်တော်ကတော့အဲ့လိုမခံစားမိပါဘူး။ဒါမဲ့တေချာကတော့ကျွန်တော်ကအာဒီဒါလိုမျိုးအချိန်ပေးတာခံရမှာမဟုတ်ပါဘူး။အဲ့ဒါကိုတော့ကျွန်တော်ခံစားမိပါတယ်။အာစနယ်နဲ့မယူဆိုတာမတူညီတဲ့အနေအထားဖြစ်ပါတယ်။အဲ့ဒီအတွက်ပဲတနင်္ဂနွေနေ့ကျရင်တော့ကျွန်တော်နဲ့ကစားမတွေရလက်ကောင်းထောင်လို့ကစားသွားဖို့လိုအပ်နေပါတယ်။ပြဿနာတွေကိုအာဒီဒါကင်တွေဖြေရှင်းသွားခဲ့တာကတကယ်ကိုတွေ့ယူစရာကောင်းပါတယ်။ ဒါပေမဲ့ကျွန်တော်ကအာဒီဒါလိုမျိုးချိန်ရမှာမဟုတ်ပါဘူးဆိုပြီးတော့ Emoring ကပြောဆိုသွားခဲ့ပါတယ်။လက်ရှိမှာမန်ယူတင်ကရလပိုင်းရရွှန်းဆောင်ဤပိုင်းအရာပါအတော်လေးကိုရုန်းကန်နေရပါတယ်။ပြည်တွင်းဖလားတွေဖြစ်တဲ့ FA ဖလားနဲ့ Carbon ဖလားတို့ကနေထွက်လိုက်ရပြီဖြစ်ပြီးပရီးမီးယားလိမှာဆိုရင်လည်း Mbappe ဇာရီအဆင့်တစ်ဆယ်အတွင်းမှာဝင်မို့တော့မှအတော်လေးကိုကြိုးပမ်းနေရပါတယ်။အဲ့ဒီပဲတရားဒီမှာမယူတင်အတွက်ဖလားမျောလင်းလို့ရနိုင်တာကယူရိုပါလိတခုသာအကျန်ရှိတော့တာဖြစ်ပြီးတော့ဒုတိယကြိုးအိုးထက်ဖို့မှာကစားသွားရမှာဖြစ်ပါရီအမရင်ကတော့ဆိုးရွားနေတဲ့အခြေအနေတွေကိုပြောင်းလဲနိုင်မှုကြိုးပမ်းနေပြီးမြန်မာတင်းကြီးကစီနီယာကစားသမားတွေတရားပဒနာများပြားနေတာကအနောက်ရှက်ဖြစ်စေပါရီ ရိမကွာရတဲ့ဥကာဒီတို့ကတရားစင်းထဲမှာပါဝင်နေကြပါရီဒါပေမဲ့အတင်းမှာပြန်လဲပါဝင်လာနိုင်ဖို့ကတော့နီးစပ်နေပါရီအဲကစားမနှုတ်ရဲ့ခြေအနေနဲ့ပတ်သက်ပြီးတော့မိတဲ့အခါမှာအမရင်ကကျွန်တော်မသိပါဘူးမကွာရနဲ့ပတ်သက်ရင်ကျွန်တော်တို့တွေသတိထားမှာဖြစ်ပါရီတင်းနေနေမှာကျွန်တော်တို့ရှင်တန်နိုင်မှာရမှာဖြစ်ပါရီအတင်းကနောက်ဆုံးမိနစ်20မှာဒေါ်လေးကိုပြင်ပန်းနေခဲ့ပါပြီတင်းနေနေအတွက်ကျွန်တော်တို့ပြင်ဆင်ရမှာပါပြီးတော့ဂျာတာပရီနေ့မှာကစားမဲ့ဒီယာစီမှာကျွန်တော်တို့အရေးပါတဲ့ပွဲအကြောင်းကိုစဉ်းစားသွားရပါမယ်ဆိုပြီး အမရင်ကပြောဆိုခဲ့ပါတယ်။မဲတင်မာရီကစားမနှုတ်ပြင်းလီဆန်နိုမာရီနက်စ်အာမတီယာလိုမေဆန်မောင်လူကျော်နဲ့ကိုမိုင်နူတို့ကတရားကြောင့်နားနေရတယ်လို့ဘတ်ထစ်တကူကလည်းအနီးကပ်ကြောင့်ကံခွင့်မရသေးပါဘူး။အဲလိုပဲအာစနယ်ဘက်မှာလည်းဂါဘရီယယ်ဂျီဆပ်၊ဂိုင်ယာဗက်စ်၊တိုမီယာဆူတို့ကတရားကြောင့်လက်ကျန်တရားစီလုံးလွဲကျော်မှာဖြစ်ပြီးစာကာနဲ့မာတီနယ်လီတို့ကလည်းပုံမှန်ပြန်ကစားဖို့အစဉ်အမဖြစ်သေးတာကြောင့်နှစ်တင်းလုံးကကိုယ်စီတရားပဒနာတွေနဲ့ရင်ဆိုင်နေကြရတယ်လို့ဆိုရမှာဖြစ်ပါရမြော။